င်္ဂလာပါယနေ့ဒီဇင်ဘာလ၄ရက်နေ့ CBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရခိုင်ရိုးမအစက်မှာစစ်ကောင်စီစခန်း၅ခုနဲ့၃ရွာကို10လကျော်စစ်စင်ရေးအတွင်းအေအေပူပေါင်းတဲ့တိမ့်ပိုက်ထားတဲ့သတင်းကိုသတင်းတောင်နိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရခိုင်ရိုးမအစက်မှာစစ်ကောင်စီတပ်စခန်း၅ခုနဲ့ကြီးရွာ၃ရွာကိုအရခတ်တပ်တော်အေအေနဲ့ပူပေါင်းတပ်တွေက10လကျော်ကြာတိုက်ခိုက်မှုအတွင်း တိမ့်ပိုက်ထိ ंछ ုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ၁ရက်နေ့မှာထုတ်ပြန်တဲ့အစီအခံစာအရသိရပါတယ်။အရက်ခတ်တက်တော် EA နဲ့ပူးပေါင်းတက်တွေဟာ၂၀၂၅ခုနှစ်နှစ်ဆန်းပိုင်းမှာစတင်ပြီး ERI မကွေးဘကိုးတိုင်းတွေကိုထိုးစစ်ဆင်ဖြန့်ကျက်ကတိုက်ခိုက်လာခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါထိုးစစ်ဆယ်လကျော်တိုက်ခိုက်မှုအတွင် EA နဲ့ပူးပေါင်းတက်တွေဟာစစ်ကောင်စီတက်ရဲ့စစ်စခန်း၅ခုနဲ့ကျင်းရွာ၃ရွာကိုတိမ့်ပိုက်ထိ ंछ ုပ်ထားပြီးဘကိုးတိုင်းမှာကပ္ပဆာ၆နဲ့မကွေးတိုင်းမှာကပ္ပဆာ၁၄စက်ရုံတွေကိုဥတီလာနေတာလည်းဖြစ်ပါတယ်။ အေးနဲ့ဘူပေါင်းတက်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စစ်စခန်း၅ခုမှာအမ်ဘရန်လမ်းပိုင်းမှာစစ်စခန်း၂ခုတောင်ကုတ်ဗရောင်းလမ်းပိုင်းမှာစစ်စခန်း၂ခုနဲ့ဂွားငတန်းချောင်းလမ်းပိုင်းမှာစစ်စခန်း၂ခုတို့ဖြစ်ကြပါတယ်။လာတူအေးနဲ့ဘူပေါင်းတက်တွေတိမ့်ပိုက်ထားတဲ့ကြေးရွာတွေကတော့မကွေးတိုင်းငဖဲမြို့နယ်မှာပစီကြေးရွာ၊ ARI တိုင်းရွှေတောင်ရံမြို့နယ်တွေမှာမကြီးစင်ကြေးရွာနဲ့ဘောမီကြေးရွာတို့ဖြစ်ကြပါတယ်။အရက်ခတ်တက်တော်အေးနဲ့ဘူပေါင်းတက်တွေဟာ၂၀၂၅ခုနှစ်ဇန်နဝါရီလကနေမကွေးပဲခူး ARI တိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့အော်တိုဘာလတတိယပတ်ထဲမှာပဲခူးတိုင်းအနောက်ပိုင်းအိုးရှိပင်မြို့မှာ16မိုင်ခွန်းကွာဝေးတဲ့ point 63လုံးစခန်းကုန်းကိုတင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အိုးရှိပင်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းစိမ်းယုံကပါဆာ6တရှိနေတာဖြစ်တယ်လို့မကွေးတိုင်းဗရန်မြို့နယ်မှာ18မိုင်ကွာဝေးတဲ့ကပါဆာ14စစ်ယုံတရှိနေပြီး AA နဲ့ပူပေါင်းတပ်တွေဟာလည်းအဲဒီစစ်ယုံတွေကိုထိုးစစ်ဆင်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ AA နဲ့ပူပေါင်းတပ်တွေဟာရခိုင်ပြည်နီးစပ်ရဒေသတွေမှာခြေကုပ်ရယူနိုင်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့ အေအေထိန်းချုပ်ထားတဲ့ဒေတာတွေကိုလည်းစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်တာမရှိသေးဘူးလို့ ISP မြန်မာကဆိုထားပါတယ်။အခြားတစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာရှမ်းမြောက်မှာအပြစ်ခတ်ရစဲတာကိုအခွင့်ကောင်းယူပြီးအေအေထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ရင်အားဖြစ်တင်းတာတွေလေကြောင်းတိုက်ခိုက်တာတွေကိုတိုးမြင့်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်အရခတ်တပ်တော်အေအေအနေနဲ့လည်းစစ်ကောင်စီတပ်ရဲ့စစ်ရှိန်မြင့်ဆောင်ရွက်လာမှုတွေအပြင်ရခိုင်တန်ယူရန်ဘက်တွေမှာ စစ်ဆင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်းထိမ့်ချုပ်ထားမှုခက်ခဲမှုတွေကြောင့်ကပ္ပစာစစ်ရုံတွေကိုတိမ့်ပိုက်နိုင်မှုမှာမလွယ်ကူသေးဘူးလို့ IFC မြန်မာကဆိုထားပါတယ်။အေးနဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းနဲ့ပဲခူးတိုင်းတွင်းမှာတော့စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းစစ်ရုံကပ္ပစာ22ခုရှိနေတာဖြစ်ပြီး16ခုကတော့ AR မြင်းရဲ့နောက်ဘက်ချမ်းမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စက်မှုဆောင်ကပြန်လာတဲ့လူငယ်တအူးကိုပြူစောထီးတွေပေါ်တာဆွဲပြီးပြည်ကြီးတကုံအုပ်ချုပ်ရေးရုံးမှာဖမ်းဆီးထားတဲ့သတင်းကိုသတင်းတောက်ကိုမင်းတော်ကပေးပို့တင်ဆက်ထားပါဗျ။မန္တလေးမြို့စက်မှုဆောင်ကပြန်လာတဲ့လူငယ်တအူးကိုပြူစောထီးတွေကဓားထောက်ဖမ်းဆီးပြီးတဲ့နောက်မွေးရစီဝါမှုကတ်ကအတင်းကျပ်ဆက်တဲ့ထည့်ရန်ဆောင်ရွက်နေရလို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကမန္တလေးစက်မှုဆောင်ရှိကားဝတ်ရှော့တစ်ခုမှအလုဆင်ပြီးပြန်လာတဲ့ကိုအာကာကို စစ်ကောင်စီလက်အောက်ခံပြူစောထီးတွေကအတင်းကျပ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ကိုအာကာရဲ့လက်ကင်ဖုံးကိုယူကာတော်လိုင်းရင်းနဲ့ဆက်နွယ်တဲ့အကောင့်တွေကိုအတ္တာတွေ follow လုပ်တာတွေပြုလုပ်ခဲ့ပြီးရဲ့နောက်တပ်တင်မှတ်တမ်းများယူကာ PDF ကိုထောက်ခံသူဖြစ်တယ်ဟုဆိုကာအတင်းအဓမ္မဆွတ်ဆွဲတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါရင်မကနောက်ထပ်လဲကိုအာကာရဲ့အိတ်ထဲမူရစေဝါတွေတွေ့ရှိတယ်ဟုဆိုပြီး၎င်းတို့ပါလာတဲ့မူရစေဝါတွေကိုထုတ်ကာကိုအာကာနဲ့ဓာတ်ပုံတွဲရိုက်ပြီးနောက် ပြည်ကြီးတကုံမြို့နယ်အတွင်းရှိရက်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းခေါ်ဆောင်ကဖမ်းဆီးချုံနှောင်ထားတယ်လို့သိရပါတယ်။နိုဝင်ဘာကုန်လောက်မှဖြစ်တာပါအတင်းကျပ်ဖုံးတွေယူပြီးသူတို့လိုချင်တဲ့ပုံဖော်တယ်ပြီးတော့မွေးစေးနဲ့လည်းတွဲရိုက်ပြီးပုံဖော်တယ်အများနဲ့တယောက်ဆိုတော့မနိုင်ဘူးလေပြီးရနဲ့ထောင်ချခံမလားစစ်သေးဝင်မလားမီးတာပါပဲဒါအပြင်အဆိုပါပြည်ကြီးတကုံရုံးအတွင်းကိုအာကာအပါဝင်အခြားအမျိုးသမီးအမျိုးသားစုစုပေါင်း15ဦးခန့်ဖမ်းဆီးခံထားရပြီး ကြောင်းမျိုးမျိုးဖြစ်စစ်ထဲဝင်ရန်ဖိအားပေးခံထားရတယ်လို့လဲကိုအာကာနဲ့နီးစပ်သူသတင်းရင်းမြစ်တူမှ BBM ကိုပြောပါတယ်။အစောပိုင်းကလူသိမရှိသေးဘူး။နောက်ပြီးမှတယောက်ပြီးတယောက်လာဖမ်းကြတာစုစုပေါင်း15ယောက်လောက်ရှိတယ်။ main ကလေးတွေလည်းပါတယ်။စစ်ကောင်စီအနေနဲ့ယခုနောက်ပိုင်းမန္တလေးမြို့နယ်အတွင်းပေါ်တာဆွဲရတွင်စစ်တပ်နဲ့ရဲတို့မှမဆွဲတော့ဘဲပြူစောထီးတွေကသာပေါ်တာဆွဲစုဆောင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။အဆိုပါပြူစောထီးတွေအနေနဲ့မန္တလေးမြို့ပေါ်အတွင်း ကားဆိုင်ငယ်တွေဖြစ်အမြဲတမ်းလက်ပတ်သွားလာလေးရှိပြီးဆက်ယုံအလုပ်သမားတွေနေမတက်လာပြီးအလုပ်လုပ်တဲ့သူတွေကိုပုံမူပြစ်မှတ်ထားကပေါ်တာဆွဲစုဆောင်းတာတွေပြုလုပ်လေးရှိတယ်လို့သိရပါတယ်။မန်လေးမှာကရဲတွေစစ်သားတွေကမဆွဲတော့ဘူး။ဖြူစော်တီတွေကိုပဲမြှောက်ပြီးတော့တာ။ဖြူစော်တီတွေကလည်းဆိုင်ကယ်စည်းနဲ့ရှောက်သွားနေကြတာ။အဓိကကတော့နေကလာတဲ့ဆက်ယုံအလုပ်သမားတွေအခြေခံလူဒန်းစားတွေကိုပို့ပြီးပြစ်မှတ်ထားကြတာပေါ့။ပြီးတာနဲ့အကြောင်းမျိုးမျိုးနဲ့တတ်ထဲထဲတာပဲ။စစ်ကောင်စီကလာမယ့်စစ်မှုထမ်းအပတ်စဉ်20တပ်သားတပ်တွေရရှိရေးအတွက် ပေါ်တာဆွဲတာတွေကိုယခုရက်ပိုင်းအတွင်းပုံမပြုတ်လုံနေပြီးရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာပါသူပြောက်မှုတွေများပြားနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတာစီမြို့နယ်မှာစစ်ကောင်စီရဲ့ပေါ်တာဆွဲခံရပါက3900နဲ့ပြန်ရွေးခိုင်းတာကြောင့်တာသမီတွေကိုစစ်တပ်ထဲအပါခံပြီးအသက်ပေးရမယ့်လမ်းကိုသာရွေးနေရတယ်လို့နီးစပ်တဲ့သတင်းရင်းမြစ်ကဒီဇင်ဘာလ၄ရက်မှာ BBN ကိုပြောပါတယ်။ အခုကတအိမ်ကို2000ခွဲမပေးမနေရကိုပေးရတာမပေးတဲ့အိမ်ဆိုစစ်တပ်ကိုလာဆွဲခိုင်းမယ်ဆိုပြီးစကားနဲ့ရောတနက်ပြပြီးရောချင်းချောက်တယ်ပါသွားရင်လည်းတင်ငါရပဲမရှိရင်အသက်ဆုံးပဲပြလို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်တာစီမျိုးနယ်ရှိရွာတွေမှာမြေတဝက်ပေါက်ဈေးဟာတင်း30နဲ့မြေကွက်လေးအကမှာ3သိန်းလောက်ပေါက်နေခြင်းစစ်ကောင်စီကအခုလိုငွေတောင်းရမ်းတာဟာစစ်မှုမထမ်းမနေရအောင်လောက်တာဖြစ်တယ်လို့ဆိုပါတယ် လက်ရှိတာစီမြို့နယ်ထဲမှာတဲပုံရင်စင်းနဲ့တဲကုန်းကျွော်အုပ်စုမှကြန့်ခိုင်ရေးပါတီအမခန့်အုပ်ချုပ်ရေးမှုတွေကဆလို့စေမှုတွေထိပြည်သူကိုရန်သူလိုဆက်ဆံပြီးစစ်မှုတန်းကြီးကိုချိန်ချောက်တောင်းရင်းနေတယ်လို့သိရပါဗါဒီတောင်းအုပ်စုတွေကတဲကုန်းရွာကအအောင်ဆိုရွာမနာမည်ကြီးပဲသူ့အောင်ဆွဲဖြစ်တဲ့တဲပုံဆဲအိမ်မူခွေတိုးဆိုတဲ့ကောင်လည်းအတူတူပဲအသက်က80ကျော်နေပြီးကြက်မပြေဘူးလို့ဆိုပါတယ်အဆိုပါအုတ်ချုပ်ရည်မူအအောင်နဲ့တဲပုံရွာကဆဲအိမ်မူခွေတိုးဆိုသူတို့ဟာ ညာတိုင်းလိုလိုအရက်တောက်ပြီးဆဲဆိုကျိမ်းပေါင်းတာတွေပြုလုပ်လေးရှိတယ်လို့ဆိုပါရယ်ဒီဇင်ဘာလ2ရက်နေ့မှာလည်းမတရားစစ်မှုတွေအတွက်တအိမ်တယောက်မဖြစ်မနေစီဝေးတယောက်ကိုလော့စပီကာနဲ့អော်ရဲလို့ဆိုပါရယ်စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလလယ်ထဲမှာစစ်မှုရန်အပတ်စဉ်20ကိုစတင်တော့မှာဖြစ်ပြီးအဆိုပါစစ်မှုရန်မစတင်ခင်မှာပေါ်တာဆွဲတာတွေပိုများလာနိုင်တယ်လို့ Rangoon Scout Network ကလည်းသတိပေးပြောကြားထားပါဗျ။ နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့အာရခတက်တော် AA ကလှမ်းပစ်ခဲ့တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေမျိုးအခြေဆိုင်စစ်ကောင်စီရဲ့ဒေသကုကဲမှုစစ်ဌာနချုပ်ဒါကာစားနဲ့တရင်အသီးသီးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျာ။ ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကနေအေးအေးထိန်းချုပ်ထားတဲ့ရသေးတောင် ပုံနာကျုံပေါတော်စတဲ့မြို့နယ်တွေမှာကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့နှင်းစင်ရက်ဆက်ပြစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်အဆိုပါစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအာရခတပ်တော်အေအေကလည်းလက်တုပ်ပြန်တဲ့အနေနဲ့စစ်တွေမျိုးနယ်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ စစ်တွေမျိုးတရင်တွေကတော့အေးအေးထိန်းချုပ်ထားတဲ့ပေါက်တော့ရသေးတာပုံနာကျွန်းကကျေးရွာတွေကိုလက်နက်ကြီး drone တွေနဲ့နှိမ့်စင်နဲ့အမြကင်းထောက်ပြီးပစ်ခတ်မှုတွေရှိပါတယ်။ဒါကိုအေးအေးကလည်းပြင်ပစ်တာရှိပါတယ်။စစ်ကောင်စီတပ်ဟာရန်ကုန်စစ်တွေအဝေးပြေးကားလမ်းမှာရှိတက်ကယ်ပြင်ကန့်ကောကျွန်း၊ကြာမတောက်၊ပါဒလိတ်စားတဲ့ကျေးရွာတွေမှာတက်ဆွဲနေရယူထားကြတာလည်းဖြစ်ပါတယ်။လက်ရှိအရခတ်တတော်အေးအေးကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာတက်ကယ်ပြင်ကျေးရွာရှိတက္ကသဌာနချုပ်သို့မဟုတ် ယာယီအခြေစိုက်ထားတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခနေရမှာကြားရောက်ပောက်ခွဲခဲ့တာဖြစ်တယ်လို့လဲ CDN ဗိုလ်ကြီးစင်ရောက BBN ကိုပြောပါတယ်အေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်ဒါကစားနဲ့တရင်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေရဲ့မိသားစုဝင်တွေဟာစစ်တွေမျိုးပေါ်ရှိတရင်တွေကိုရွှေ့ပြောင်းမှုတွေပြုလုပ်နေကြတယ်လို့လည်းသိရပါဗျ ်အဆိုပါလမ်းလိုက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်စစ်ကောင်စီတပ်သားတွေထိခိုက်တွေများစွာရှိနေပြီးအတိအကျသိနိုင်ဖို့အတွက် VPN ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်အရခတတော်အေးဟာပြီးခဲ့တဲ့လတွေမှာလဲစစ်တွေမျိုးရှိကန်းကော်ကျွန်းနဲ့ဒါကစဌာနချုပ်တွေရှိရာကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။စစ်တွေမျိုးနယ်မှာဒေသကုကဲမှုစစ်ဌာနချုပ်ဒါကစစစ်တွေနဲ့ကုကဲမှုအောက်မှာ ခြေလျင်ခြေမြန်တိုက်ခိုက်ရေးအတွက်တွေဖြစ်ကြတယ်ခလာယ20ခလာယ23နဲ့ခလာယ20ခုံ3ညာခမာယ344ခမာယ35လေးတက်တွေအပြင်အမတ်စနစ်အမတ်36ရဲတရင်နဲ့ကြာမတော့ကြီးရွာအနီးရှိ အမတ်908စစ်မြေပြင်အင်ဂျင်နီယာတရင်တို့အပါအဝင်ရွှေမင်းကန်ရေးတက်စကန်ပွင့်ကန်းချီမှာရှိတဲ့အမတ်3ပြူဟာရေးတက်ဌာနချုပ်တို့ရှိနေတာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ BBN ရဲ့မိုးလေဝသသတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် အိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်တောင်ဘက်သို့ဖြင်းကျင်းစွာရေရှားခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကိုပူဒူချယ်ရီမြို့အနီးမှစတင်ဖြတ်ကျော်လျက်ရှိပါတယ်အဆိုပါမုံတိုင်းငယ်ဟာအနောက်ဘက်သို့ဖြင်းကျင်းစွာရေရှားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ရာနောက်၆နာရီအတွင်း အားကောင်းသောလေဖီအားနဲ့ရဲဝန်းအဖြစ်တဖြည်းဖြည်းအားလျော့သွားမည်ဟုခန့်မှန်းထားပါတယ်။ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်တင့်တင့်မှ တိမ်ထူထက်နေပါတယ်။မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်တင့်တင့်ဖြစ်ထွန်းပြီးကြံတိုင်းနဲ့ပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်။ မြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြင့်မှာမြမကန်ရိုးရန်တစ်လျှောက်နဲ့ကန်းလွန်ပင်လေပြင်းတို့မှာ၅ပေမှ8ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်မှာတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးနိုင်ငံရွာနိုင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရမ့်ကသူဟာလွန်ခဲ့တဲ့25နှစ်ကထက်ပိုထက်မြက်တယ်လို့ပြောခဲ့ပေမဲ့အစိုးရအဖွဲ့အစည်းအဝေးမှာတနင်္လာရီတော့မကြာဘူးငန်းနေတယ်လို့ ဒီဇင်ဘာလ3ရက်နေ့က CNN မှာဖော်ပြထားပါတယ်။ခုလိုပြောကြတာဟာ The New York Times သတင်းစာကအသက်86နှစ်အရွယ်သမ္မတ Trump ဟာဒုတိယတပ်တန်းတွင်ဘလောက်နှီးကွေသွားကြောင်းရေးသားခဲ့တဲ့ပေါ့ခုလိုတုံ့ပြန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ Trump ကငါကထက်မြက်ပေမဲ့သူတို့ကထက်မြက်တာမဟုတ်ဘူးလို့ဆိုပါသတင်းစာအကြောင်းကိုပြောကြားခဲ့ပါတယ်။ Trump ဟာသူ့ရဲ့ကျမ်းမာရေးခန္ဓာရေးရှိမှုလို့နဲ့ပတ်သက်ပြီးဝေဖန်တဲ့သတင်းထောက်တွေကိုပြစ်တင်ဝေဖန်ခဲ့ပြီးတော့မင်းတို့လူတွေကယူနေကြတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့အစည်းအဝေးပွဲအတွင်းမှာစတင်ပြီးနောက်ထပ်တနာရီခွဲအတွင်းမှာပဲသူပြောခဲ့တဲ့ထက်မြက်မှုနဲ့တက်ကြွမှုကိုတက်တည်ပြဖို့ရုံးကန်နေရပါတယ်။ထရမ့်ရဲ့ဆိုအဖွဲ့ကထရမ့်မကြိုက်ချီချူးဂုံပြူဖို့စူဝေးနေချိန်မှာတော့သူကအချိန်ချင်းအိပ်ပျော်သွားခဲ့ပါတယ်။တကယ်တော့အခုလိုလုံးရဟာတမနာတူရဲ့ခန္ဓာရည်နဲ့အလုပ်အတွက်ကြံ့ခိုင်မှုမရှိတာကိုတက်တည်ပြတဲ့မြင်ကွင်းမျိုးဖြစ်တယ်လို့ထရမ့်ကိုလောင်ပြောင်ခဲ့ပါတယ်။ထရမ့်အခုလိုပြောဆိုပြီး15မိနစ်ခန့်အကြာမှာမျိုးလုံးဖွင့်ထားဖို့တော့ရုံးကန်နေရပုံရပါတယ်။ကျွန်တော်ရစ်ချတ်ပါ ယနေ့ဒီဇင်ဘာလ၄ရက်နေ့ BBN ရဲ့ပြည်ရေးပြည်ပသတင်းများကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်သိမ့်ပါ။